။စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကမိမိကိုမိမိစေစောပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။မိမိကိုမိမိစေ့စော်ခြင်းအတက်ကိုကျွန်ုပ်တို့စတင်တင် जा ပေးလိုက်တဲ့သူကတော့ပြင်သစ်လူမျိုးစိတ်ဓာဗေဒပညာရှင်အမျိုးခွေးဆိုသူပဲဖြစ်ပါတယ် သူ့ရဲ့တင်ကြားမှုအရာစိတ်စော်ချင်အားမနှောလွာတဲ့သူရရှိသွားတာဖြစ်လို့ရှိရင်မနှောဟာမိမိရဲ့အစွမ်းနဲ့ဒီစိတ်စော်ချက်အတိုင်းဖြစ်မြောက်အောင်လုပ်ပေးရဆိုတာပဲဖြစ်ပါတယ်။တင့်မှာရှိနေတဲ့မကောင်းသောအကျင့်စရိုက်တစ်ခုခုကိုပယ်ဖျောက်လိုတဲ့အခါဒါမှမဟုတ်ကျမ်းမာရေးကောင်းဖို့လိုတဲ့အခါဒါမှမဟုတ်တင့်ရဲ့ဇာရိတပိုင်းဆိုင်ရာပျော်ညံ့ချက်ကိုဖြစ်စေစိတ်ထားပိုင်းဆိုင်ရာပျော်ညံ့ချက်ကိုဖြစ်စေကြော်လွားအနိုင်ယူလိုတဲ့အခါ မိမိကိုမိမိစိတ်ဆော်ချင်အားလွန်စွာပဲတန်မှုကြီးလာပါတယ်။ဒါပေမဲ့တင်ရဒီအချက်ကိုဘလို့သုံးရမယ်ဆိုတော့တိမတော့ဖြစ်မယ်။ကျွန်တော်ဒီစောင်းပါကိုရင်းနေတဲ့အချိန်မှာလူတော်တော်များများကမိမိကိုမိမိစိတ်ဆော်ချင်အကြောင်းသိပြီးသားဖြစ်နေပါပြီ။သူတို့လုံးမကြည့်ဘူးလား။မနေပါဘူးသူတို့လုံးကြည့်ကြမှာပဲ။လိုချင်တဲ့အကျိုးကျေးဇူးရလား။မရတဲ့လူကများပါတယ်။ဒီလိုဖြစ်တာအကြောင်းရှိတယ်။ ။အချို့ကမိမိကိုမိမိစိတ်စောချက်တွေပေးတာပေးနေရတယ်။စိတ်ထဲကကြောင်တလိုလိုခံစားနေရပြီးတော့ကြီးချင်းလာတယ်။တချို့ကတော့စမ်းသက်ကြည့်မှုတွေကိုစိတ်ဇောရနင်းကန်ထဲ့ထားတယ်။ဒီအချက်နှစ်ချက်ကြောင့်ပဲမိမိကိုမိမိစိတ်စောရနီးရမအောင်မမြင်ဖြစ်ရပါတယ်။ဒီလိုဖြစ်လေတော့မိမိကိုမိမိစိတ်စောချက်ချောချောမောမောအောင်မြင်စေဖို့လောက်ဆောင်စရာ၃ချက်ကိုလက်စစ်ကံလိုပါတယ်။ လယ်သမားယာသမားတွေကမြေကြီးကိုအရှိအတိုင်းထားပြီးတစ်စစ်ကျဲဆိုင်တာကိုဘယ်တော့မှမပြုတ်လောက်ပါဘူးရှေးဦးစွာလယ်မြေကို၎င်းယာမြေကို၎င်းပြုတ်ပြင်ရပါသေးတယ်ဒီလိုပြုတ်လောက်ပြီးတော့မြေဟာတစ်စစ်ကိုလက်ခံနိုင်ဖွယ်ရာဩဇာဓာတ်နဲ့တကွသော အခြေအနေရှိပြီးဆိုတော့မှတစ်စစ်တွေကိုကျဲဆိုင်ရပါတယ်ဒီလိုပဲဆေးတုပ်တဲ့လူကလည်းနိုင်ငံကိုဆေးတုပ်လို့ရှိရင်တမ်းပြီးတော့မတုပ်ပါဘူး အရင်ကတုတ်နှင်ထားတဲ့ဆေးဟောင်းတွေကိုချစ်ပြရတယ်။ပြီးတော့မှမိမိတုတ်လို့တဲ့ဆေးကိုတုတ်ပါတယ်။အဲ့ဒီလိုပဲမိမိကိုမိမိစေ့စော်ချက်ပေးရမှလည်းစေ့စော်မှု မပြုတ်လို့မီမိမိရဲ့စိတ်ကို ပြုတ်ပြင်ပေးရမယ်။မိမိရဲ့စိတ်ကို စေ့စော်လို့ရှားလောက်ဖွယ်အခြေအနေဖြစ်အောင်ပြုတ်လို့ပေးရပါမယ်။တနည်းအားဖြင့်ဆိုရင်တော့မိမိပေးမဲ့စေ့စော်ချက်ကိုကံလန်းတိုက်ဖြည့်ဆည်းပြည့်မဲ့စိတ်ထားကင်းရှင်းနေစေရမယ်လို့ဆိုလိုတာပါ။ ဒီလိုမဟုတ်ရင်မိမိကအပြုတ်သဘောစည်းစော်ချက်ပေးလေတိုင်းစိတ်တွင်းရနေအဖြစ်သဘောဆောင်တဲ့တုံ့ပြန်ချက်ကကံလန်တိုက်ထွက်ပေါ်လာပြီးတော့အပြုတ်သဘောစည်းစော်ချက်ကိုပယ်ဖျက်တတ်ပါတယ်။ဒီလိုနဲ့စည်းစော်ချက်ပြုတ်လုတဲ့လူကမိမိရဲ့စိတ်နဲ့လွန်ဆွဲပွဲကျင်းပနေရတယ်လို့ဖြစ်နေပါလိမ့်မယ်။ဒါကြောင့်မို့စည်းစော်ချက်လက်ခံလွယ်အောင်စိတ်ကို ပြုတ်ပြင်ထားရမယ်။ဒီလိုပြုတ်ပြင်ရမှာအဆင့်၄ဆင့်ရှိပါတယ်။ပထမအဆင့်မှာ မိမိစေ့စော်ချက်မှာပါရှိတဲ့အကျိုးတရားကိုမိမိကရထိုက်သူ ဖြစ်တယ်လို့လက်ခံထားရမယ်။တနည်းဆိုရရင်မိမိနဲ့ထိုက်တန်တယ်လို့မိမိကလက်ခံထားတဲ့အကျိုးတရားမျိုးကိုသာလျင် စေ့စော်ပေးရမယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။တကယ်တော့တင်ရအဆုံးမရှိတန်ဖိုးရှိသူပါပဲ။ဒေါ်လဘတစ်ခုဖြစ်တဲ့လူဘဝကိုရလာပြီးတော့မှ လူတဦးဖြစ်နိုင်တဲ့အကျိုးတရားကိုတင်ရလဲရရှိနိုင်တာဖြစ်ပါတယ်။သူများရရင်တင်လဲရထိုက်တယ် ဒုတိယအဆက်အနေနဲ့တော့တင့်ရဲ့စေစောချက်ကအမှန်တရားဖြစ်ပြီးတင့်လိုလားလို့စေစောခြင်းသာဖြစ်ရပါမယ်။ဥပမာငါလူဆိုးကြီးဖြစ်ပြီးလို့မစေစောနိုင်ပါဘူး။လောကမှာလူဆိုးကအမှန်တရားမဟုတ်ဘူး။လူကောင်းကသာအမှန်တရားဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တင့်ရဲ့ကိုယ်မှာဒီလိုမျိုးငယ်စဉ်ကတည်းကလက်ခံထားမိတာကြောင့်ပဲဖြစ်ပါတယ်။တပံစေးလေးဖြတ်ဖို့စေစောတယ်ဆိုရင်ဒီလိုစေးလေးဖြတ်တာသူတစ်ပါးကခိုင်းလို့ဖြတ်ရခြင်းဖြစ်ခဲ့ရင် စိတ်စော်ချက်ကအားလျော့တယ်။မိမိရဲ့အသည့်နဲ့မိမိဖြတ်တာဖြစ်တော့မှမိမိပြုတ်လုတဲ့စိတ်စော်ချက်ကအားကောင်းပါတယ်။စိတ်ဆူးဆိုင်နိုင်မှုအတွက်စိတ်စော်ရင်းဆိုရင်ဘာကြောင့်စိတ်ဆူးဆိုင်နိုင်မှုတင် လိုအပ်နေရဲဆိုတာကိုသိထားရမယ်။ရည်ရွယ်ချက်ကဘာလဲ။ဆန္ဒပေါ်ပေါလို့ထလုံနေရလား။စသဖြင့်သိထားဖို့လိုတယ်။လိုအပ်ချက်ကခိုင်လုံတော့မှစိတ်စော်ချက်ကအားကောင်းတယ်။တတိယအဆင့်ကတော့ဖြီလျှော့ခွေနေခြင်းကိုကျင့်လာရမယ်။ ပလက်ကလထိုင်း dream bed ကုပြစ်ကဒင်းစတာတွေမှာခြေပြက်လက်ပြက်ထိုင်ရွေတော့လကောက်လဲလျောင်းရွေတော့လကောက်ကိုခန္ဓာအကျော်ရိကြွက်သားတွေကိုဖြေလျှော့ရမယ်ကိုခန္ဓာပြီးတဲ့အခါမှာစိတ်ခန္ဓာကိုဖြေလျှော့ရမယ်စိတ်ကိုတတောင်တတာရှိပြီးအေးချမ်းငြိမ်သက်တဲ့အနေအထားမှာထားရှိရတယ်ပြီးတော့ဘဝမှာအစဉ်ပြေမှုလောကရဲ့တာယာမှုစတာတွေကိုသာ တွေးတောဆင်ခြင်မှုတွေပြုကျင့်ပေးရတယ် ဒီလိုနဲ့တင်ရဖြေလျှော့ခွေနေခြင်းကိုရပါတော့တယ်။နောက်ဆုံးအဆင့်အနည်းငယ်ကတော့စိစော်ချက် အောင်မြင်ရင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးတရားတွေတဲကနေမိမိမလိုလားနိုင်တဲ့အချက်တွေကို ဖော်ထုတ်ပြီးတော့အောင်နိုင်ပလိုက်ရမယ်။ဥပမာနေရကျမ်းမာရေးအတွက်စိစော်ရင်ဆိုပါစို့။ကျမ်းမာနေရလို့တာဝန်နေရှိနေတယ်။ဒီတာဝန်တွေကိုတင်ထမ်းဆောင်နိုင်ပါမလား။မထမ်းဆောင်နိုင်ဘူးဆိုပြီးဖြစ်နေရင်စိစော်ချက်ကိုမပြုတ်လောက်တာပိုကောင်းတယ်။ ။ဘာကြောင့်လဲဆိုတော့တင့်ရဲ့မနှောကအဲ့ဒီအချက်ကိုကင်ပြီးတော့တင့်ရဲ့စိတ်စောချက်ကိုဖျက်ပစ်လိုက်မယ်။ဘာပဲဖြစ်ဖြစ်ငါထမ်းဆောင်မယ်လို့ဆုံးဖြတ်လိုက်တာတင်ဟာထိုအချက်ကိုအောင်းနိုင်ပလိုက်တာပဲဖြစ်ပါတယ်။စိတ်စောချက်အောင်မြင်ရေးအတွက်ဒုတိယလှုပ်ဆောင်စရာကတော့စိတ်စောချက်တွေကိုဂရုတစိုက်ရွေးချယ်ပိုင်းဖြတ်တာပဲဖြစ်ပါတယ်။တင်ဘာလှုပ်ချင်လဲတင်ဘာဖြစ်ချင်လဲဆိုတာတိတိကျကျသိရှိထားပြီးတော့မှတင်လှုပ်ချင်ဖြစ်ချင်တာကိုအတိအကျငုံမိအောင် စိစောချက်ကိုစီကုံးရပါလိမ့်မယ်။တတိခြားတင်တာကတော့စိစောချက်တရားကျူးစာအာထုတ်ရမှုတွေအတွက်အစားထိုးစရာမဟုတ်ပါဘူး။ဥပမာတစ်နှစ်ပတ်လုံးလေပတ်သွာလာနေပြီးစာမေးပွဲနီးကမှမျက်လုံးပြူမျက်စံပြူနဲ့ငါစာမေးပွဲအောင်ပြီလို့စိစောလို့မရနိုင်ပါဘူး။တကယ်တော့စိစောရမှာငါဟာအပျော်အပါးတွေလျှော့ပြီးတော့စာကိုကျူးစာနေပြီဆိုတာပဲဖြစ်တဲ့နဲ့ စာရင်ပြည်လာတဲ့အခါမှာတော့ဆာမေဝဲအောင်မြင်ဖို့အတွက်စေ့စောစရာအထူးပင်လိုအပ်တော့မှာမဟုတ်ပါဘူး။သူ့ရဲ့ယုံကြည်ချက်ကခိုင်မာနေပြီဖြစ်တဲ့အတွက်အလွန်ကောင်းမွန်တဲ့စေ့စောချက်အဖြစ်သူ့ဘာသာသူပြောင်းလဲပြီးသားဖြစ်နေပါပြီ။စေ့စောချက်ဆိုတာတစ်ခါတရံအကြောင်းကြောင့်ကြောင့်သူ့ဘာသာသူဖြစ်ပေါ်သွားတဲ့တာဒကများစွာရှိပါတယ်။နောက်ဆုံးအနေနဲ့လှုပ်ဆောင်စရာကတော့မနှောကိုစေ့စောရမှာဆန္ဒစောနဲ့အတင်းမတွန်းပဲစိတ်ကူးထဲမှာထင်မြင်လာခြင်းဖြင့် မနှောကိုအကြောင်းကြားဖို့ဖြစ်ပါတယ်။ဒါကြောင့်စိတ်တကူသူတေတီတွေကစိတ်စော်ချက်ပေးရမှာစိတ်ကူးအာယုံထဲမှာလဲမိမိကိုမိမိအကျိုးတရားရပြီးသူဖြစ်နေပုံကိုထင်အောင်အာယုံပြုရမယ်လို့ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။စိတ်စော်ချက်နည်းကို ပေးခဲ့သူမူလဆရာကြီးအမီခွေးကဆန္ဒစော်နဲ့စိတ်ကူးတွေဟာတစ်ခုနဲ့တစ်ခုစန့်ကျင်ခိုက်ရန်ဖြစ်ကြပြီဆိုရင် စိတ်ကူးအထင်အမြင်ရတာထာဝရစင်နိုင်ပါတယ်ဆိုပြီးတော့မိန်ကြားခဲ့ဘူးတယ်။ဒါကြောင့်စိစော်ချက်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကတော့တင်လို့ရရနေတဲ့တံတန်းကိုစိတ်ကူးထဲမှာပေါ်လာနိုင်အောင်စိတ်ကူးကို ထိမ့်ချုပ်ပေးတာပဲဖြစ်ပါတယ်။ဒါအပြင်သတိပြုရမှာကတကယ်လို့တင်ရမကောင်းတဲ့အကျင့်ဝါဒနာတစ်ခုကိုဖျောက်ပြီးတော့စိတ်စော်တယ်ဆိုရင်အကျင့်ရဲ့မကောင်းပုံအာရုံမစိုက်ပါနဲ့ တင်အောင်မြင်သွားရင်ရရှိမဲ့လွတ်လပ်မှုတို့အာယုံဆိုင်တင်တယ်။ဆိုလိုတာကတော့ထာဝစဉ်အပြုတ်သဘောဘက်ကရှိပါစေ။အပြတ်သဘောဘက်မှာမရက်တီပါနဲ့။တင်းမှာရှိတဲ့မကောင်းတဲ့စိတ်ထားကိုပယ်ဖျောက်လိုတယ်ဆိုရင်ဒီလိုမကောင်းတဲ့စိတ်ထားကို မလိုလားခြင်းဖြင့်စိတ်ကောင်းရှိမှုကိုအာယုံဆိုင်တင်ပါတယ်။ငါဟာတည်တည်ငြိမ်ငြိမ်နေနိုင်တဲ့မိမိကိုမိမိထိန်းချုပ်နိုင်တဲ့ကျင်နာတတ်တဲ့အင်အားနဲ့အစွမ်းကိုရနိုင်ပြီဖြစ်လို့ အရေးပေါ်လိုအပ်သမျှကိုစွန်းစွန်းတမန်လောက်ကိုင်းနိုင်စွမ်းရှိလေပြီရှိတော့ရှိပါတယ်ဒီသဘောမျိုးပအောင်လို့မိမိကိုမိမိစေ့စော်ပြီးအောင်မြင်နေတဲ့တင့်ပုံတံံကိုတင့်စိတ်ကူးရဲမှာမြင်အောင်ရှုခြင်းကိုနေ့စဉ်ပြုလုပ်ပြီးရင်မကြမတင်မင်းတင်ဟာအောင်မြင်သူတူဖြစ်လာပါလိမ့်မယ် ဒီနေရာလေးမှာတော့ဆရာသက်လုံရေးသားထားတဲ့မိမိကိုမိမိစေ့စောပါဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ဒီခေါင်းစဉ်လေးကိုဆရာကရုပ်ရှင်အွန်လိုင်းမဂ္ဂဇင်းထဲမှာရေးသားထားခဲ့တာဖြစ်ပါတယ်။ဖရှာတို့ကတော့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စောင့်ထဲကနေကောက်နှုတ်ဖတ်ပြပေးတာဖြစ်ပါတယ်ရှင်။နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားဖို့ရာခေါင်းစဉ်လေးကိုနားဆင်ဖို့အတွက် Listeners Heaven Audiobook Channel လေးကို Like and Subscribe လေးလုပ်ပေးသွားပါအောင်နော်။